ကိုနိုင်သားတွေအဲ့လိုရှိကျုပ်ရှိရှိတည်းကြိုက်လည်းမတည်းအဲ့လိုပြဿနာတမဲဟာမျိုးတွေသူကဘယ်တော့မှလည်းဘာမှမလုပ်ထိုင်ဘူးသူတို့လောက်အေးတာလဲသူတို့ပဲရှိတယ်ကိုနိုင်သားသမီးတွေကဘာလဲဆိုဟိုကိုနိုင်သားဆိုတာအရင်တော့အရင်တော့အကွက်မဟုတ်ဘူးနော်အဲဆိုတော့သူတို့တွေကအဲ့လူသီးပါတော့ရမ်းကြောက်တယ်သူတို့အရင်တော့မဟုတ်ဘူးသားသမီးတွေကဟောရေကိုနိုင်နဲ့မတူအရန်လိမ့်ပါသူတို့သူ့တငယ်ချင်းတော့ခေါ်တယ်အိုက်စ်မန်သူတို့အေးလို့သူ့ကောင်မလေးတွေကိုလည်းအိုက်စ်မန်ပဲသူတို့ of life အဲ့ညာမျိုးတွေခဏခဏတက်တယ်ခဏတက်ဆိုဟိုးတခါလဲကိုနိုင်တမီဘောနော်ဘာလဲဘာအပြင်မှာဖန်ခံသူကကိုနိုင်ကြီးရလဲကြီးတယ်နောက်ကဘာလဲဘာမှမပလီတွေနဲ့ကိုနိုင်ရတခြားကြီးကလေးတွေအရန်နေပါလေကိုနိုင်ကိုနိုင်ကိုပြောသိကြတာမရှိအဲဆိုတော့မီဒီယာမှာလဲကွာဒီမှာဟိုကောင်းတာကောင်းတဲ့မီဒီယာရှိတယ်ဆိုးတဲ့မီဒီယာလည်းရှိတယ် နော်လူမြလောကမှာလူလူကောင်းတာရှိတယ်ဆိုးတာရှိတယ်ဘယ်ဇီဝလောကမှာလည်းကောင်းတာရှိတယ်ဆိုးတာရှိတယ်အဲ့တော့အဲ့ဒီကိုယ်နဲ့လိုက်ရှင်းနေကိုရှုပ်ကိုကိုနဲ့တန်းနေတော့ကြားလိုက်အဲသူတို့အဲ့လိုတွေပြောနေဟိုညာဖုံးလာခီအဲ့ဘာသွားရှင်းမရှင်းနဲ့တော့ဘာရှင်းနဲ့မလို့လို့သူကသူဟိုဘီဘီဘာဖြစ်သွားလိမ့်မလဲကိုနဲ့သားတွေအဲ့လိုရှင်းကျုပ်ရှင်းရှင်းကြီးကြိုက်လည်းမတည်းအဲ့လိုပြဿနာတမဲဟာမျိုးတွေသူကဘယ်တော့မှလည်းဘာမှမလုပ်ခိုင်းဘူးသူတို့လောက်အေးတာလဲသူတို့ပဲရှိတယ်ကိုနဲ့သားသမီးကဘာလဲဆိုဟို ကိုနိုင်ငံသိုးတာအရင်တော့အရင်တော့အခုမဟုတ်ဘူးနော်အဲဆိုတော့သူတို့ရအဲလူသီးပါတော့ရမ်းကြောက်တယ်သူတို့အရင်တော့မဟုတ်ဘူးအဲကိုကိုနိုင်တာသမီးတွေကိုသူတို့အဲ့လိုပြောတခါခဏခဏပြောကြတယ်အဲအဲ့ဒါဆိုတော့အဲကြောင့်ဟောငါ့ကိုပြောနေတော့နည်းနည်းယုံယုံမယ်ကလေးတွေသွားပြောလို့ဘလူးယုံပါကလေးရကိုတော်ဆက်လိုက်တော့ခိုးတော့နေတယ်ဦးကြီးတိပါသူတို့တွေကဟိုတလောရတယ်အမအဲသမီးနဲ့ပတ်သက်ပြီးအဲ့တလောအဲ့တော့သမီးကလည်း အဲ့လိုလိုအဲ့လိုဖြစ်တော့အပီတောင်းရှင်ထားတဲ့ခဲသူသူကပြီးသွားလိမ့်မရှိပါဘူးကွနည်းဟိုသူတို့အောက်မှာဝေဖန်ထားတယ်တွေ့ပါတယ်သူများတွေပြန်ဗါလဲအဲဆိုတော့ဒီတားတဲ့မှာဖြစ်ပါဘောတဲ့ရုပ်ကိုကြည့်ပါလေဖေးလူသားပဲဆိုဟာဖေးလူသားမအောင်ဒီဖေးနဲ့မွေးထဲလို့ဆိုဖေးကမလူလူနဲ့သွားတူပါလေဟုတ်ဟောတရီလဲရီရကောင်းပါလေဘယ်လိုပါလဲဆိုတော့ဟိုအစတော့ KD မြေကိုနေတွေ့တွေ့အာအဲအဲမြန်မာက KD မှာဒီဖေးရဲ့ကမြောထားနေတယ် ာကီဒီမကွန်ပျူတာရင်းတော့ကိုနေ KDB ကိုဖွင့်မှုတယ်ဘယ်တော့ကီဒီမဖွင့်နေလို့ပြောကီဒီမတွေ့တယ်တိတ်တော့မစမ်းဘူးလေအဲ့ဒါဒါလည်းသူတို့တွေစကားတိလျှောက်ပြောကြတာပေါ့နော်ဒါအခုတော့ကိုယ်လည်းအဲ့လိုမလုပ်တော့ဘူးသူကားကြီးပါလေဆိုတဲ့တာတော့မောင်တော့ဝါသနာမပါလို့သူကနိုင်ငံမှာကြောင်သွားတက်နေတယ်ကနေတော့ဈာနာပြီနော်အဲသမီးရနေသူလိုက်သွားပါတယ်ဒါမလိုက်ခင်လေသူကဒီအလုပ်ကိုဝါသနာပါတယ်ဆိုတာနဲ့သူ့ကိုရှင်းပြတော့မလုပ်သိချင်ဘာလို့မလုပ်သိချင်လဲပင်မန်းပါလို့ကိုယ်တိုင်းဒီလုပ်ရဟိုကိုယ်တိုင်းတို့ တကယ် professional ကြာလုပ်ပြီဆိုသူတို့ခိုင်းပါလေဒါရိုက်တာရဲ့အဲပတ်စံယူသွားပြီးခိုင်းပါဒါရိုက်တာတော့ဟောအဲ့လိုကြည့်သူမလုပ်နိုင်မှာမဟုတ်ဘူးသာသမီရဟောရကွန်းနေနဲ့မတူအရန်လိမ့်ပါသူတို့လူတွေမျက်စိနှာအောင်မနေတော့ဘူးဟောလူတွေဖေတော်မှအကြူမျက်စိနှာအောင်တွားပြီးတော့လုပ်ရင်သူတို့ကသူတို့မကြက်ဘူးအဲအဲ့ကြောင့်နောက်ဆုံးကုံပြောကိုနိုင်သာမင်းသားသားဆိုပြောသူကဟိုထောင်ထောင်လောက်တာလည်းမရှိဘူးအဲကိုနိုင်တခါသူ့မွေးနေမှာကိုသူကားစီးပေါ်ပြီးသူဟောလေပြိုင်ကားလေးစီးပေါ်တော့ ။ဟောငါသားလေးမဲကားလေးမဲစီးကျင်လာဆိုပြီးဝယ်ပြီးတယ်အဲ့ကဗာလေးဟိုဗာလေးကျိုးကိုနေဗာလေးဟိုအီဇောပိုက်တန်းအာမလို့မလို့ပြီးအဲ့လူဆောင်နေခဲ့တယ်အဲ့လိုက်တားမချိန်ဘူးဆိုတော့လေကိုယ့်ကိုပြန်စီးတာဟဲ့ကိုမလူချင်းဆိုတော့အဲနောက်တစ်ခုကဗာလေးဒီနေ့ဒီချိန်ကိုနေတာဗာဟိုကိုနေတာဟိုဟိုဖြစ်တာဟို तू ဘလောက်ဟိုဖြစ်နေတယ်ဆိုတော့ဒီနေ့ဒီချိန်ကိုနေဗာတစ်ခုမှမပူတာဘူးဥမာအိမ်နေမပူတာဘောင်းမီးလည်းမပူတာဘူးကိုဝှက်ထားတဲ့ဟာကိုနေအကြတယ်ပြောတော့ဝှက်တယ်အဲ့လောက်ကြီးအေးရပါဘူး သူ့တငယ်ချင်းအောင်ခေါ်တယ် Iceman လို့ပြောတယ်လို့သူ့ကောင်မလေးလို့ပြောတယ် Iceman ပဲသူ့ပေါ့ဘာလို့ Iceman ခေါ်လဲအဲဖျက်လက်ဖျက်တော့ကောင်မလေးဆိုသူ့ဘာလို့ဆိုအရန်အေးလုံးအားကြီးသူကရည်သားချင်းတွေ့ရင်သူရည်သားကိုထမင်းချိုင်ယူခိုင်းပြီးတော့သူကဘေးနားမှာလက်ခံခံနေတယ်ဒီကဘေးမှာတော့သူ့အခန်းလေးထဲကွန်ပျူတာခန်းထဲမှာမထွက်ဘူးငင်းကွာစော်ထားပြီးတော့ဘေးမှာရှောင်တော့သူဘသူကမှအကြိုက်တွဲမှာလေသူကသူပြောလဲဘာမတွဲလဲနေသူရရရပါဘူးသူအဲ့လိုကောင်ကအခုလဲအသက်30ကျော်နေနော်ဒါရဲ့မိမ့်မိုက်ယူလာပြီးလဲမြီးလေးပဲချီရတော့ ိုင်းမနော်လို့ခီအီးစင်းတွေပါအီးစင်းတွေသူ့ဘက်သူ့ကိုသာစားလိုက်ရတော့ဒုက္ခရောက်တယ်အဲ့တော့နိုင်ငံရောက်မှာဟိုဘယ် girlfriend တွေပဲရှိလားဆိုတော့ရှိတယ်ဟာလို့တော့လေးတယ်ပဲမင်းမင်းဒီရရောက်နေတိုးတိုးရလိမ့်မယ်ဗောသမီးလည်းတယ်နဲ့ရည်သားတွေပဲရှိပြီးတော့ယူကြတယ်မယူတော့တော့မှာဟိုကိုနဲ့အိမ်အောင်နဲ့ပတ်သက်ပြီးတော့အိမ်အောင်အိမ်အိမ်အောင်ကြီးနဲ့ပတ်ကိုနဲ့တော့သမီးငယ်ငယ်လေးကိုနဲ့မျိုးသမီးနဲ့ကိုနဲ့ divorce လုပ်တာပြီအဲဒါအကြောင်းမျိုးကြောင့်လို့ထားလိုက်တော့ဒါရဲ့ဒါပေမဲ့အခုဒီနေ့ဒီချိန်ကြီးတော့ ကိုယ်နဲ့အဲ့တော့ divorce ဆိုတာလို့အိမ်မှာသွားနေတယ်သူနဲ့ကိုယ်နဲ့အိမ်ပြောက်ချမ်းနေတယ်သူကကောင်းငယ်မှနေကိုယ်နဲ့ပုံကကိုခန်းနဲ့ပုံကြီးရတယ်ဘာလို့လဲအဆင်မပြေကွယ်လေးအဲ့လို divorce လို့ရတယ်အကောင်းဆုံးပဲဘာမှဖြစ်ကိုလို့လည်းသူမတိခဲ့သူ့လို့ကိုမတိခဲ့ကောင်းချင်းကောင်းချင်းရတာလည်းတော့ဒါကိုကိုကကိုမူတည်လိမ့်မယ်အဲဒါပေမဲ့အခုချိန်ကြီးကတော့မိတ်ဆွေရင်းတကယ်ကြီးတယောက်တို့အဆက်အသွယ်ရှိရဲဒါပဲ။အဲနောက်အဲ့ဒီဟာဒိုင်ဗိုးဆိုတာလည်းသားသမီးတွေလည်းကိုနေကသွားပြောလိုက်တော့ပြီးရောနေအဲအဲသူတို့ကသူတို့တော့မသိဘူး။အဲတော့ သူတို့ကတော့ဘေးနဲ့မစိတ်ဆိုးနေတာလို့လည်းတော့မသိဘူး။ဘာလို့လဲဆိုကလေးစိတ်နာကြီးပါဆိုပြီးကိုယ်နဲ့ကိုယ့်ကကိုယ်ပဲဟိုဒီတိုင်းနေနေနေကြတာပေါ့နော်။အဲကြားလိုက်အဲကိုယ်နဲ့မရင်ငယ်ဒီထားတာဒီရောဘာရောစုံတန်းစီးနေကိုယ့်ကကိုယ်တော့အနိုင်ရတယ်မှာ။အဲတော့အဲ့ဒါကြီးကိုယ်နဲ့မရှင်းပါဘူး။အဲနောက်တစ်ခုတော့ကိုယ်နဲ့အဓိကပြောချင်တာတော့ဘီဘာပေါ့ဒီဒီ Facebook နဲ့ပတ်သက်ပြီးကိုယ်နဲ့သုံးနေတာကဒီကြော်ရောက်ဆိုတာတည်းအများကြီးပါပဲ။အဲ့ဒါကြီးကိုယ်နဲ့ကိုယ်နဲ့တခုမှမရှိဘူး။ အဲကိုယ်တိုင်အခုဒီမှာတခါတည်းနောက်ပြီးကိုယ်တိုင်အခုမှ page ထောင်းလို့ဒီကလေးတွေအားကိုကဲဘလို့ထောင်းအောင်မလဲပြောငါလည်းမသိအဲ့ဒါလှုပ်လိုက်လှုပ်လိုက်ကြတော့ဆိုတော့သူတို့ထောင်းပြီးနောက်ပြီးတော့ကိုယ်တိုင် link လေးပြီးလူချပေးတာတဲ့ဗျအခုမှကိုယ်တိုင်စာတုံးမှာအဲကိုယ်နဲ့ပေါကြီးကပြောနေတဲ့လူတွေကိုလည်းကိုယ်တိုင်ဘာမှစိတ်ကမစိုးပါဘူးဒါပေမဲ့အဲကိုယ်နိုင်တဲ့ကိုယ်နိုင်သားသမီးတွေရှောက်ပြီးတော့ဟိုတမျိုးထင်အောင်ဘာလို့လှုပ်ကြပါလဲဟုတ်ပါ ဟိုသူတို့တွေစိတ်ကြီးခိုင်းမဲ့ကိစ္စတော့သူတို့တွေနာမည်ပြတ်တော့ပြီနာမည်ပြတ်တော့မဟုတ်ပါဘူးဒါကိုမဟုတ်တော့သူဘာမှမဖြစ်ဘူးဆိုတော့ကိုယ်နဲ့အဲ့လိုမဖြစ်စေချင်ဘူးမဟုတ်ဘူးဆိုတဲ့အကြောင်းနဲ့ပြောချင်တယ်